တော်လနေ့လေကိမှာလူလူမြမဒိန်ဌာနရဲ့ဒီဇင်ဘာ၁၀ရက်နေ့လေကိသတင်းစစ်စစ်ကိုကျွန်တော်ကိုစော့ကတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေဟာစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုပြုလုပ်နေတဲ့အတွက်နိုင်ငံတော်အများဆုံးဖြစ်ပွားနေတဲ့ဒေသတွေဖြစ်နေတယ်လို့မြို့သားလူ့ကွေးရင်မှတ်တမ်းစုစည်းတဲ့ကွန်ရက်အဖွဲ့အန်တီဘာမာကဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ဒီဇင်ဘာ၁၀ရက်ပြည်ပဆိုင်ရာလူ့ကွေးရင်နေ့မှာမြို့သားလူ့ကွေးရင်မှတ်တမ်းစုစည်းသည့်ကွန်ရက်အန်တီဘာမာမှာဘယ်သူမှလုံခြုံမှခန်းစားရ Novel Face ကောင်းစဉ်ဖြင့် မော်ဂိုစာနယ်အသစ်တစ်ခုကိုထုတ်ပြန်ခဲ့ပြီး2025ခုနှစ်ဇူလိုင်လမှအော်တိုဘာလအထိမြန်မာပြည်နှင့်လေကြောင်းတိုက်ခတ်မှုအချက်အလက်တွေကိုအသက်စိတ်ဖော်ပြရမှာအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။လေကြောင်းတိုက်ခတ်မှုတွေဟာစစ်ကောင်စီတပ်မှနေစဉ်ပုံမပြုလုပ်နေကတက်ကခရမှုတွေအတွင်ပြည်သူတွေဟာအကြောင်းပဲထိခိုက်သိဆုံးနေရတာဖြစ်တယ်လို့ဆိုအဖွဲ့ကဆိုပါတယ်။အဖွဲ့ဝင်တွေစူးစောင်းထားတဲ့သတင်းချက်အလက်တွေရှာဇူလိုင်လမှအော်တိုဘာလအထိချင်းကချင်မွန်ရှမ်းစတဲ့ပြည်နယ်ဒေသ၄ခုနဲ့မန္တလေးမကွေးတင်းနသာယူစတဲ့တိုင်းဒေသ၃ခုမှာ ဒီကြောင့်တိုက်ခိုက်မှု282ကြိမ်ဖြစ်ပွားခဲ့ပြီးမြို့သမီး85ဦးမြို့သား82ဦးကလင်းငယ်60ဦးတို့တေဆုံးခဲ့ကြောင်းထုတ်ပြန်ကြတဲ့မှာဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်ခံမှုတွေတွင်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ83ကြိမ်တိဖြစ်ပွားခဲ့ပြီးကချင်ပြည်နယ်က88ကြိမ်မကွေးချင်းမန္တလေးစတဲ့ဒေသတွေမှာအကြိမ်ရေအတွက်20ကနေ38ကြိမ်အထိရှိခဲ့ကာမူပြည်နယ်ကတော့၄ကြိမ်သာဖြစ်ပွားခဲ့တယ်လို့အစီခံစာတဲကနေလူမှုမြန်မာသတင်းဌာနမှလေ့လာတွေ့ရှိခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရမှုတွေနေနဲ့မြို့သမီး88ဦးမြို့သား158ဦးကလင်းငယ်80ဦးအပေါင်းဝင်956ဦးတိရှိနေပါတယ်။ဒါပြပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာမြို့သမီး52ဦးသေဆုံးခဲ့ရကနိုဝင်ဘာလ4ရက်တန်တော်ကြီးမြို့နယ်စနေကုန်းကျေးရွာနေအသက်16နှစ်ရွယ်မြို့သမီးငယ်ကိုအကြမ်းဖက်စစ်တမ်းမှတပ်သား3ဦးမှအုပ်စုဘက်အာဓမ္မပြုချီပြီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ နိုမ9ရက်ရခိုင်ပြည်နယ်ပုံနေချုပ်မြို့နယ်အောင်ပြည်ပြင်ကျေးရွာနယ်ရုတ်တုကျေးရွာတို့ကိုအကြမ်းဆုပ်စုမှလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေဟာအထင်ရှားဆုံးဖြစ်နေတယ်လို့မြန်မာမျိုးသမီးတပ်မကဖွဲ့ BNWU မှဒီဇင်ဘာ10ရက်မှာတီးကြထုတ်ပြန်ပါတယ်။ထိခိုက်တိမ်ဆုံးသူအများစုမှာနေရဆုကရှေ့ပြောင်းခံနေရသူမျိုးသမီးတွေနဲ့ကလင်းငယ်တွေအများဆုံးဖြစ်နေပါတယ်။အိမ်ချမ်းမြေပျက်စီးမှုတွေနဲ့အိမ်အား55လုံး၊ကျောင်း73ခု၊စေုံ2ခု၊စေကန်း4ခု၊ဖျားချောင်း2ခု၊ဘုဒ္ဓဘာသာဖုံးချောင်း35ခု ိုပိုင်ကျောင်းနှစ်ခုနဲ့မူဂျိုတခုအပောင်ဝင်အဆောက်အုံများပြားမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါထုတ်ပြန်ကြတယ်မှာဖော်ပြပါဗျ။ကိုရဖွဲ့သားတွေမှတ်တမ်းပြုစုနေမှုတွေဟာစစ်ကောင်စီတပ်ကိုတရားဝင်တာဝန်ယူစည်းဖို့လိုအပ်တဲ့အထောက်အထားတွေစူးစမ်းနိုင်ရေးအတွက်အရေးကြီးဆုံးလုပ်ငန်းဖြစ်နေတယ်လို့အန်တီဘာမဖွဲ့ကပြောပါဗျ။မြန်မာပြည်တွင်းနေထိုင်သူတွေဟာနေစစ်ပွားခက်ခဲတွေကြောင့်အကြမ်းမဲ့ဆီယုစုကလေကြောင်းတိုက်ခတ်မှုတွေနဲ့ထပ်မံလုံဆောင်နေပါတယ်။ကျေးလက်ဒေသတွေမှာနေထိုင်တဲ့ပြည်သူတွေကအသက်အရွယ်တွေကိုနေတိုင်းကြုံတွေ့နေရပါတယ်။ လေးစီပါဝင်စစ်ဘက်ဆိုင်ရာထောက်ပံ့တွေပေးနေတဲ့နိုင်ငံတွေဟာဒီချပ်ပတ်မှုတွေမှာတရားဝင်ပါဝင်ပြီးဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာနေတွေနဲ့အသက်တွေကိုဖျက်ဆီးနေတာဖြစ်ပါတယ်လို့မူပြည်နယ်လူခွင့်စောက်ကြီးအဖွဲ့ HRFN ရဲ့ Season Director နိုင်အီမူကပြောပါတယ်။ SSCM နဲ့ UN Special Reporter မှထုတ်ပြန်ချက်အရ2021 February လမှစပြီးအကြမ်းဖက်ဆဲဆုထံရုရှားတရုတ်စင်ကာပူထိုင်းနဲ့အိန္ဒိယတို့မှစစ်ပစ္စည်းလက်နက်ပစ္စည်းစစ်တုံးနည်းပညာတွေနဲ့ထုတ်လုပ်ပစ္စည်းတန်ဖိုး1ဘီလီယံထက်ဖြန့်ချိပေးနေကြောင်းအစိုးရတွင်မှဖော်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာကြောက်ရွံ့မှုတွေနဲ့အသက်အန္တရာယ်ကိုကြုံတွေ့နေရပြီးအသက်ရှင်ကျန်းမာနေသူတွေဟာမိသားစုမိတ်ဆွေလူမှုတိုင်းဝန်းတွေကိုဆုံးရှုံးသည့်ကြုံတွေ့နေကြတယ်ဆိုပါတယ်ဒီကိစ္စမှာကြောက်ရတဲ့ပြည်ပဆိုင်ရာလူခွေနေဟာမြန်မာနိုင်ငံလွတ်လပ်ပြီးတရားမျှတတဲ့အတိုင်းဝန်းတွေကဖန်တီးဖို့လောအောင်တောင်းဝင်နေမပြည့်ရသေးကြောင်းသတိပေးနေသလို2021ဖေဖော်ဝါရီတရက်အကြမ်းဖက်ဆဲဆုမှအာဏာသိမ်းချိန်ကစပြီးအကြမ်းမုန်းတွေကြားထဲမှာရပ်တည်နေတဲ့ပြည်သူတွေမျိုးဆက်တဲ့အနာဂတ်တွေအတွက်တွန်းအားတစ်ခုဖြစ်စေတယ်လို့အဒီဘာမကတီပေပြောဆိုထားပါတယ်။ Thank you.